ပညာလက်နက်အားဖြင့်တိုက်ခတ်ရသောဗန်းရှိပညာဟူ၍ပါရှိပါသည်ဗန်းရှိပညာမှာဓာတ်လက်ဓာတ်လက်ဒုတ်ရှိလှန်တိုင်းစသည်ဖြင့်ရှိပြီးတော့ဗန်းတို့ပညာမှာလက်တိုင်းဟူ၍ရှိပါသည်ယခုတင်ဆက်ပြသမယ့်ဓာတ်လက်တိုင်းပညာနဲ့ဒုတ်ရှိတိုင်းပညာဖြစ်ပါသည် ေလက်များကိုဝါလုံးကဲ့သို့မပြတ်ချုံတိုင်းရိမ့်ရွက်ကဝါလုံးများရေးဆွဲခြင်းဖြင့်လိုင်းမွန်ဟူသောရှမ်းအခေါ်တိုင်းပညာတရားကိုအင်းလူယိုရာဓာတ်တိုင်းအင်းလူယိုရာဒုတ်တိုင်းပညာတို့ဖြင့်တင်ဆက်ဖော်ပြခြင်းဖြစ်ပါလေ။ဒါလန်ကြောင့်ကိုကြောင့်ဒုတ်လန်ကြောင့်ကိုကြောင့်ဝေဝဲခြုံတိုင်းမပြတ်နိုင်၍ ပင်တာမိုးတာပညာစလွယ်တာပညာတွက်ပင်တာတို့ဖြင့်ဓာတ်တိုင်းပညာဒီ၎င်းဒုတ်တိုင်းပညာဒီ၎င်းယခုလိုနေရာဒီအာကစားတင်နှမ်းများမှစတင်အခြေတွေ့တင်နှမ်းသူတင်နှမ်းသားတို့ဟာလေ့ကျင့်တင် जा ပေးရတော့တင်ကန်းစာများဖြစ်ပါလေမြမတိုင်းပြိုင်ပွဲများမှာတူးချင်း ဓာတလက်စွမ်းရည်ပြပြိုင်ပွဲတူချင်းလက်တိုင်းပညာရှင်ပြပြိုင်ပွဲတူချင်းဒုတ်တိုင်းဓာနလက်တိုင်းပညာဟု၍ရှိကြယခုတင်ဆက်ပြတော်ဓာတလက်တိုင်းပညာဒုတ်တိုင်းပညာလို့ဖြစ်ပါတယ်မြမတိုင်းတိုင်ပွဲများရဲ့ ပြိုင်ပွဲဝင်ဆိုင်ချိန်ဆိုင်ဆုံးများကတော့အနည်းဆုံး10မိနစ်နဲ့55စက္ကန့်အများဆုံး2မိနစ်ပြီ10မိနစ်55စက္ကန့်နဲ့2မိနစ်ကြားမှာရှိရမယ့်ကစားကွက်များဖြစ်ပါတယ်။ဟန်မန်ထန်အတန်တရုတ်ဟန်အားဖြင့်တာငက်တို့ရဲ့ဟန်တဘာဝဟန်ကြားရဲတို့ရဲ့ဟန်တန်ရင်သာရိုးရာရင်ကျေးမှုတို့ရဲ့ဟန်ပန်များဖြင့်ပင်ကြားရသောဖန်ရှင်ပညာရများဖြစ်ပါတယ်ခင်ဗျာ။ မြန်မာတိုင်းပြည်များမှာဓာတ်တလက်ဒုတ်ရှိတိုင်းများကဲ့သို့လက်နက်မဲ့တိုင်းဓာတ်နက်လက်တိုင်းဟူ၍မြန်မာတို့ရဲ့တမိုင်းမှာတာဝန်ကျေခဲ့သောအားကစားပညာရိုးရာပညာကိုခံပညာဟူ၍မိတဲ့မြန်မာတိုင်းပညာဖြစ်ပါတယ်မြန်မာတိုင်းသည်အားကစားဖြစ်ပါသည်မြန်မာတိုင်းသည်ရိုးရာကြံကြဲမှုဖြစ်ပါသည်မြန်မာတိုင်းသည်ကာဝေးရဲ့အတတ်ပညာဖြစ်သည်လူဒီဆုံးမနဲ့အညီမြန်မာတို့နဲ့မြန်မာတိုင်းဟာတမိုင်းစင်ဆက် ခိုင်မာစွာတည်ရှိခဲ့တဲ့မြမတိုင်းပညာရများဖြစ်ပါတယ်။ပြသနေတဲ့ကစားကွက်များကတော့ကံမောဇလက်ရည်ပညာအင်းလေးရောရာဓာတ်တိုင်းပညာလို့ဖြစ်ပါတယ်။ လက်ဝါးဖြန့်၍တိုက်ခိုက်ခြင်းသည်အပြော့လက်သီးများလက်ဖြန်ပေါင်းအားဖြင့်ကာကွယ်တိုက်ခိုက်ခြင်းသည်အမာဟု၍မြမတိုင်းပြည်မှာအပြော့နှင့်အမာဟု၍ရှိရာအပြော့တိုင်းပညာကိုရှမ်းပြည်ဒေသတစ်လွှားမှာကျင့်သုံးကြတာများပါတယ်မြမပြည်အလဲပိုင်းအောက်ပိုင်းတို့မှာလက်ဖြန်လက်မောင်းအားများဖြင့်အသုံးချတော့အမာတိုင်းပညာကိုအသုံးချကြသည်ကများပါတယ် ခြေသလုံးပေါင်တန်းမောင်းလေးမှန်လို့လက်ပြန်နဲ့မောင်းမောင်းရှင်မောင်းဟူ၍တက်ကိုတက်မောင်းကိုမောင်းလို့ဖြင့်ပြတတ်သောမြမရုံးရလက်တိုင်းပညာဖြစ်တဲ့ကဲ့သို့ဝါလုံးများဖြင့်ဝိုင်းဝန်းထားသောအေလီယိုရဓာတ်တိုင်းပညာရပ်ပင်ဖြစ်ပါလေခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပြသမှာကတော့မြန်မာတိုင်းဘန်ဒိုပညာအတွဲတိုက်ဖြစ်ပါတယ်အတွဲတိုက်ဘန်ဒိုပညာမှာတဦးချင်းဖြစ်အား၎င်းအများနဲ့တယောက်အားဖြင့်၎င်းအမျိုးသားချင်းအားဖြင့်၎င်းအမျိုးသားနဲ့အမျိုးသမီးဟူ၍၎င်းတင်ဆက်တင်ကြားရတဲ့ပညာရဖြစ်ပါတယ် ခြေလက်များကိုပွေ့ဖွဲ့၍တိုက်ခိုက်ရသောမောင်းအားပညာဘန်တို့ပညာရဖြစ်ပါလေ။တစ်ဆက်တည်းမှာပဲဘန်တို့လက်နက်ကိုလက်နက်ကင်ဘန်ရှိသမားကိုဘန်တို့လက်နက်မဖြစ်ကာကွယ်တိုက်ခိုက်ရသောအတတ်ပညာမိပါလေ။ ပြန်ဆက်ပြသပေးတော့မြန်မာတိုင်းဘန်တူပိုင်ရှင်တားငယ်တမိငယ်များအားအထူးပင်ကျေးဇူးတင်ရှိပါတယ်။